ကဲနော်တဲ့ကချန်နယ်ကနေဖုန်းပြန်လိုက်ပြီးကြိုဆိုလိုက်ပါတယ်ကျွန်တော်ရဲ့ channel ကိုအစီအမံအားပေးကြည့်ရှုပေးအရောက်တိုင်းကိုလည်းအထူးပဲကြည့်ရူနေလို့လည်းပြောကြားချင်ပါတယ်ဒီနေ့ကျွန်တော်တင်ဆက်ပေးမယ့်ဗီဒီယိုကတော့ကိုစီနဲ့ပိုလိုရဲ့ reaction ပဲဖြစ်တယ်ဒီကနားဆင်ရအောင်နော်ပြောဝင်ပြီးတော့စုံရင်းဝင်လောင်းလာကျော်လကြီးကောင်ပိုင်ရဲကိုဒီကောင်ယောက်ျားမို့လားဒီကောင်ယောက်ျားပါနေကြီးအဲ့လိုပဲသူများပေါ်ကိုကျွန်တော်တို့ကလေရန်သူဖြစ်နေပြီအဲ့ဒီရန်သူကဟာ သေလောက်ယူနေတယ်ဒါပေမဲ့သူ့မှာမရှိတဲ့အဖြစ်ကိုရှိပါတယ်လောက်ကျက်လီစဲပြီးဆွတ်ဆွဲခွက်အဲ့လိုကျွန်တော်ဘရောမလုပ်အကောင့်မကြည့်ပါရှိခဲ့ရပြောဒီလိုကောင်မျိုးတွေကကိုတန်ဖို့ကိုဖြစ်မွေးထားတဲ့မအေတော်အောက်တန်းစားဘွားရောက်အောင်လုပ်ပြတဲ့ဟာတွေနော်အခုလည်းကြည့်ကောင်မတယောက်ကျွန်တော်ဆဲထားတဲ့ကိစ္စကိုတူယူပြီးတော့ဒီမှာကြည့်လိုက်ကြည့်လိုက်အမ်ချီးပုံတွင်းပြေးဟတ်တဲ့ခွေးလိုပဲကြည့်ပါ ာဒါအာမေတ္တမောဒီဓမ္မမောဒီဘိုင်ရဘုရားနဲ့ဘိုင်ဘုရားအာလမ်ကြောင့်ရှင်မောဒီဓမ္မဘိုင်စုမှာပါပါမယ်ဒါဒီနည်းဟောင်းစီတခိုးဘက်တော့ကျွန်တော်ပြောပြတယ်ဒီအကဲဟောင်းစီတခိုးလို့ပြောရနော်ငါမခိုးထိုင်ရင်ပိုင်ရဲကိုဆိုတဲ့ကောင်ဘောဆတိုင်ကိုမေကိုလိုကိုတမီကိုလိုတဲ့ကောင်ဖြစ်ပါပါစေဟမ်ခိုးရင်ငါဖြစ်ကဲဘယ်လိုလဲဟမ်ပိုင်ရဲကိုမင်းမင်းပြောတဲ့စကားနဲ့မင်းပြန်ယူရမှာနော်အကဲမင်းပြောတာမှောက်လို့ရှိရင်မင်းမေမင်းတမီမင်းပြန်ယူရမှာနော်မင်းယူနိုင်လားဟမ် ငါထဲပဲတိရအဲ့ဒါပြောစပြောအနည်းကတော့လည်းဒီလိုပဲဒီမှာအာတကယ်စီယာကြီးကတကယ်လုပ်နေကြမှသိတယ်စီယာကြီးကအမအမဒီကောင်ဘဘဝမသိဘူးဆိုတော့စီယာကြီးကပြောတယ်ကွာဘယ်စီယာကြီးကလဲလို့ဟမ်ဘယ်နေရစီယာကြီးလဲပိုင်ရက်ကိုရောဒုက္ခပဲဟမ်မင်းတို့ကအဲ့လိုအဲ့လောက်မင်းတို့အဆင့်တန်းအဲ့အဲ့အဲ့ဒါအထာကုန်ပဲလားဟမ်စကားတော့ဘာဖြစ်လို့မှန်တာကိုမပြောဘဲနဲ့ပေါက်ပန်းလေးစိတ်ဆွဲပြောဘယ်နေရဒီမိမ့်မှာဘယ်ဘယ်ဘယ်စီအပလိတ် ဟမ်မိမစပုတ်စီရပြေးနေတာဟမ်ခွေးသားဟုတ်လားခွေးသားပိုင်ရင်ကိုအကောင်းနေတော့ခေါ်ရတာဟမ်ကိုမေကိုလို့ခွေးသားဟုတ်လားပြောချင်တော့မှန်လားကန်လားစကားကိုပြောအဲ့လိုမဟုတ်ဟုတ်ကပြောရင်မိကိုမေကိုလို့ခွေးပြိုးဖြစ်နေမယ်တိလားပြောထပ်နည်းနည်းပြောမင်းမင်းမဟုတ်တာတခုံးပြောမင်းတစ်ခါဖြစ်မှာနော်ပြောနောက်ကဆိုရင်တစ်ဖက်သားဘောမဟုတ်တာပြောကြတယ်ကြာရင်မင်းမေစောက်ခွက်ကြီးကိုမင်းမျက်စိနဲ့မြင်အောင်ကြဲဟာငါမေငါချအောင်မယ်ဆိုတိလားမှန်ထားတော့ပိုင်ရင်ကိုမင်းမေဘာမှမသိရမလား ။ဟေးမင်းမေမျက်နှာကိုမင်းမစီတဲ့မြင်အောင်ကြည့်လိုက်။နောက်ဆိုရင်သူများပေါ်မဟုတ်မမှန်တာဆွတ်ဆွဲဟာငစီပြောထားတဲ့ငါမိငန်းမရတော်ရတော့မယ်ဆိုတော့အတွေးကိုမင်းတွေးတတ်အောင်လုပ်။သိလား။နော်။ဘုန်းနာလိုက်တဲ့ရေကောင်းများကဘလို့ဘာလဲအောင်စီရဲ့နောက်ပါပါလဲအဲအောင်ပြတဲ့ဝဲတဲ့ဝဲတဲ့နောက်လိုက်တဲ့ရေကောင်းဒီပေါ်မှာကြီးနားတော့ဘာသာရေလုံးလုံးတွေဟာတဘိုးအားပေးတဲ့တဘိုးတက်ကနေတဘိုးကြားရနော်ကျွန်တော်အပေးသူအလုံးပါစပွဲတော့ရဲ့နောက်လိုက်တန့်ရှင်းသမားတွေဆက်တွေ့နော်ကြားရနော်တွေ့ရမလားအဲအဲ့လားပဲကြီး ာပြီးနော်ဘာလို့ကိုလေးအဲအနာကြီးအနာဒီတော့ကတည်းကညအမှန်ကစီအပ်တာဘာလို့လဲညာလို့လဲဆိုတော့ဒီမှာသူတို့ကြောက်ရအားလုံးကတော့ဒီဘောကတော့အဆူရောနော်အဲဒါဒီဘက်ကကျွန်တော်တို့ဘက်ကညီမညီညာနေကြနေမှာလေအဲဒီဆောင်တော့ပြန်ရွေးချယ်တဲ့ကြောင့်ဒီကတော့ရှောက်ကြားတယောက်အတန်ကိုမဲ့လိုက်တယ်ပိုင်ရင်ကိုယ်မင်းငါပေါ့အနိုင်ယူခြင်းစိတ်တစ်ခုနဲ့တယ်မင်းဘဝကိုမင်းနှိမ့်ညတဲ့ဘဝဖြစ်သွားမင်းမသိဘူးလားဟုတ်လားအဲ့လိုမင်းပြောလိုက်တော့လူတွေရုံသွားလားလူတွေကအဲ့လိုလုံးလို့မရဘူးပိုင်ရင်ကိုယ် ိလားမင်းတို့ကပြောတော့ဗာရုပ်ရှင်မင်းသားကာဟနာဆယ်ရိုက်တဲ့မင်းသားတောက်တောက်လူလူလူအเจ้าတော့တောက်နားမလဲမင်းအဲ့လိုပြောလိုက်တဲ့အတွက်လူတွေကဗာမင်းပြောစကားကြီးဟုတ်မင်းအဲ့လိုထင်သွားတာအော်ဒုက္ခပဲဟမ်နိုင်လိုအားကြီးတဲ့စိတ်ဖြစ်နေတာဟမ်တနာစရာပဲဟမ်အဲ့တော့ကျွန်တော်ရေချိုးရတာကဒါဒီမှာအပြောလာလို့ပြရလား အခုကတဖို့အစ်စ်ကြီးဆိုတာကျွန်တော်အဲ့လိုပေါ်တာအဲ့တော့မျိုးပြီးကြီးမျိုးဆက်ပြီးခြေထဲမှာဖီလီယိုစီတော့ခံလာလို့ဒါကိုပါရက်ကြီးလေကိုပါရက်မျိုးတော့တာနော်ခဏလေးပြောင်းဒီမှာကဒါဆိုရင်ဒါစင်းတက်ထ2025ဇန်နဝါရီလအတွက်ကောက်ခံသူစီးရင်နော်ဒီမှာအဖေနာမည်ဘလောက်ထည့်ရတထားအမ2800ဒီမှာ3000နဲ့ဒီမှာ900အနည်းဆုံးဆိုရင်50 100အထိအကုန်ပါတယ်เนาะလူတဲ့လူစင်းရအဲ့လိုဖတ်ပေးထားတယ်အလုံးပေါင်းရတာဘယ်လောက် ပြန်ချတဲ့ပြန်ချတဲ့အဖွဲ့စင်းရင်တမမင်းတို့အားလုံးပေါင်းငွေပေါင်းအားလုံးပေါင်းဘလောက်ပြန်ချတဲ့အဖွဲ့စင်းရင်ဘလောက်ဘယ်အဖွဲ့တွေဘယ်နေရာမှာတုံးဆွဲတယ်နော်ဒီမှာတုံးတဲ့ငွေနဲ့ကြံတဲ့ငွေကငောက်ကိုးပြန်ဘယ်နေရာကိုးမလဲလို့ကိုးပြန်ဘာရဲကိုခိုးလို့ရလားခိုးရရင်လာလာလောက်လားခိုးလို့ရရင်ဗဇက်ကပြောမလဲတဲ့မင်းခိုးပြီးချမ်းသာမယ်ဆိုရင်မင်းမလုပ်ချင်ဘူးလားလာလို့လာငါနေရာပေးမယ်ဒါမဲ့ငါရှင်းတဲ့ထုတ်လို့ထုတ်ပါမနော်ဟမ်လှူတဲ့လူချင်းပြန်ချပေးတဲ့နေရာ အဲအဲ့လိုထုတ်ပါမယ်ကဘယ်လိုလဲဟမ်ပန်းကိုမင်းနဲ့ငယ်တော့တဲ့အွယ်မဟုတ်ကလေးနဲ့မဟုတ်လေကွာမင်းတဖက်သားပေါ့အနိုင်လိုစင်စိတ်နဲ့အငစီကတခိုးကြီးပါလို့ပြောလိုက်လို့လူတွေကကိုစီတခိုးဖြစ်သွားတာဟမ်မင်းအတိအဲ့လောက်ပဲရှိတာလားမင်းအမေကဘယ်နဲ့ကြောင်းမနနတ်တက်ကလဲဟမ်ပန်းကိုမင်းမေမင်းအမေပုံစံကြည့်ရတာစာမတတ်ပေမတတ်လားနော်ပညာတတ်တဲ့လူဆိုရင်တော့ကိုမွေးတဲ့ကားပြီးသုံးမှာပဲတားရီတဖက်သားပေါ့မဟုတ်တာမမှန်တာပြောခွင့်မရှိဘူးနော်သူပဲပစ္စည်းခိုးခိုးခွင့်မရှိဘူး စတဲ့ဖြစ်သုံးမှမှာပဲမိမေတွေမင်းကိုမဆုံးမအောင်ကြည့်မိမဆုံးမဖမဆုံးမကြီးမိလာလို့မင်းတို့ဖြစ်နေတာပဲဟုတ်တယ်ငါကလည်းလိုပဲတွတ်တယ်နော်ဒါမိတို့တက်နေမှာကောင်းနေတာမိတို့ကအာဒီနိုင်ငံသားတွေရဲ့ဒီချောကုန်တွေရဲ့ဟိုလောက်စာတွေးနေလို့ကျင်တာမိတို့ကတက်နေတာနော်အဲ့တော့ကိုယ်ကြီးကတကယ်မှာဘာလို့အဲ့ဒီလောက်မှစိတ်ထဲမှာကောင်းကိုမေကိုနိုးလိုက်လေအမှန်ဟာနွားသားရဲ့ဟမ်ဒီနေ့ကျွန်တော်ပို့ထားတယ်ညအောင်ကဒီကောင်မကျွန်တော်ဆွဆွဲထားတာတော်လိုင်းငွေတွေကိုကြိုးရှာထားတယ် နော်ဗကားတော်မှာ0မိုင်ကားကိုဝယ်စည်းထားတယ်ဆိုညကျွန်တော် TikTok ရော YouTube ရောလိုက်ဝင်လာတယ် TikTok လိုက်ကနေတက်လာခဲ့ကျွန်တော်နှစ်နာရီတိဆောက်ပြီးတယ်နာငါကိုကြိုးချထားရင်လာလိုက်ပေါ်လာပြီးတော့ချပြပြည်သူအများစုရှိမှငါဆောက်ချက်ပွဲဝအောင်ကျွန်တော်နှစ်နာရီတိတိဆောက်ပြီးခေါ်တယ်တက်မလာရဘူးနော်ဒီမနေ့ကျမှပါဒီဘိတ်လုံးမှာပါညာလျှောက်ပြောထားတယ်အဲ့တော့ဒီကောင်မအစင်န်ချိနော်အဲ့အဲ့ဒါကိုသူကအဟုတ်အောင်မလို့ယူပြီးစော်တာပိုင်ရဲကိုအော်တနာဆရာကောင်လေးပဲဒီကောင်လေးက စီနာအဲ့ဒါမွေးကြီးကြိုက်တာမာလီကြီးတိုက်ဘာမွေးကြိုက်တာအဲ့ဒါမွေးကြိုက်တာအော်မင်းအတိထဲမှာအဲ့ဒါမွေးကြိုက်တာအဲ့လိုအဲ့လိုသိရတယ်ပေါ့ဟာပိုင်ရင်ကိုမင်းဘွားတနာစရာပဲဒုက္ခပြန်ဒီကောဘာမှအဆင်မရှိဘူးလို့ပြောလို့ရှိရင်ဒီမှာကလည်းကဘယ်လိုလဲဘုရားအဲ့မှာကဖခင်တော်ကိုကိုပေါ်နေတာဟောအာကျွန်တော်ကတော့ဘာမှမသိဘူးဟာကဲအောက်ကကျွန်တော်အားပေးတဲ့လူတွေနော်ဒါမှငုတ်ကျွန်တော်ဘာကောင်မှကျွန်တော်ပြောဘူးလားဟာငါအကောင်မှလို့ပြောဘူးလားဟာငါဘိုးဒီဘိုးဒီဘာဒီဘာပြောဘူးလားဟမ်ကျွန်တော်ခါပြောဘူးတော့ဟော အပြိုကြီးပါဘာသာရေးညာလို့ဝေတော့တယ်မိမနဲ့ပါအဲ့မြေကြီးကမိမမှာရှိတယ်မြေကြီးအဲဟာစုံနေတဲ့ဟာလေးအဲ့မိမမှာသူ့မိမမှာတရသူ့ဘယားနဲ့သူ့ကျမဝေပဲဝေပြောတာအာတော့လေခါရတော့ပြန်ပါတယ်ညာမလဲဒီလားဘာအဆောင်ကျွန်တော်ဗီဒီယိုဖိုင်နဲ့အောက်မှာကျွန်တော်အားပေးတဲ့သူအလုံးကကျွန်တော်ကျွန်တော်ဘေးနားနေတဲ့လူတွေကြီးပဲလားပြောပြလိုက်ပါပြောပြလိုက်ပါတော့ပြောပြလိုက်ပါတော့သူမတိလို့ဖြစ်တယ်ပြောပြလိုက်ပါကျန်တာပေါ့လို့ပါလို့ဒါနဲ့ဒီမိမတွေနဲ့အဲ့ဒါနဲ့ဒီလိုနဲ့ဟောစီဝင်ပါတတိယကောင်နဲ့ရုပ်နဲ့ပေါ်နေအတော့လာကြည့် ဒီလိုဟာမျိုးလားဒါလို့သူဘလိုက်ကိုပြောရတာမသိဘလိုက်ကသူလက်သူအောင်လုပ်ထားတာဩအဲ့တော့နာမည်ကတူရောဆရာကိတော့ဘာညာအဲ့ဒီနိုင်ငံသားတွေကတော့ကျွန်တော်တို့ဒီဒီကျွန်တော်ဒီဘက်ကကျွန်တော်တို့ကအတန်းကြီးနေတဲ့ဘက်ကအတန်းကြီးနေတဲ့ဘက်ကမဟုတ်ဘူးဒီမှာကျွန်တော်လည်းပိုက်ရင်ကျွန်တော်ကတော့တောက်တောက်ရောက်ပါတယ်မဟုတ်ဘူးကြတယ်နော်အဲ့ဒီစီက ဒီတော့မှကျွန်တော်တို့လည်းဝေတော်ဆင်ရဘယ်မြောင်မှာတော့တက်လာရမှာအဲ့ကြောင့်နောက်တဖို့ကြီးနောက်တဖို့ကြီးနောက်တော့ဆက်ဝေတော်ပေါ်မှာဆက်ဝေတော်ခေါ်လာမှာပေါ့ဝေတော်လာမယ်ဒီမှာပေါ့လူအစ်စင်တန်းဆိုအဲ့ကြည့်နော်ကျော်စပွဲလို့လုပ်တယ်ရှစ်စရာမဟုတ်ကျွန်တော်မတိလို့မေးပါမယ်တပ်မြတ်နိုင်ငံမှာဆိုအဲ့လိုအဲ့လိုအစ်စင်တန်းခွဲခြားပြီးပြောတယ်အင်မတန်ရုံညံ့တယ်လူလားတကယ်ကောင်းတကယ်တိုးတက်တဲ့နိုင်ငံတွေမှာဆိုရင်လေလူလူလူတန်ဖိုးထားတယ်လူ့ကိုင်းဆိုအဲ့ဒါနော်ကျွန်တော်စပွဲလို့လည်းမလုပ်ခဲ့ဘူးနော် ဘာလို့ဆိုတော့ကွတ္တိယဆိုင်စတစ်ဆာကျွန်တော်လုတ်ခဲ့တာကွတ္တိယဆိုင်ဒါကွတ္တိယဆိုင်ကတော့ကိုယ်ကိုယ်ပိုင်မဟုတ်တာမြုပ်ဖြစ်နေတော့ကထာသင်းမှာကျွန်တော်အကျော်စရာလုတ်ခဲ့ဘူးလေသိလားပြီးလို့ရှိရင်ကျွန်တော်ထိုင်းနိုင်ငံမှာအက်စစ်ယုံမှာအက်စစ်ဘုံပေပါကင်ပိတ်တဲ့နေရာမှာနေဘူးလေနော်မွေးရကျွန်တော်သူများလုံးမလုပ်ဘူးသူများရှိမှလက်ခစားနဲ့ဘာအလုပ်မှမလုပ်ဘူးနော်ကောလိပ်ရောက်တဲ့အထိကျွန်တော်တို့နော်အဲထိုင်းတက်လာတယ်အရင်ဆုံးအက်စစ်ယုံမှာရောက်တယ်နောက်စားတော့ဆိုင်မှာအကျော်စရာဖြစ်လို့ နော်နောက်ဆုံးကုတ္တိဥဆိုင်ပေါ့အဲကုတ္တိဥဆိုင်ကတော့အလုံးတည်းအတိုင်းတည်းကိုကိုယ့်ချင်ကိုယ့်လည်းကိုယ့်ဆိုင်ပဲကုတ္တိဥဆိုင်မှာဆိုကျွန်တော်တပည့်မနေအောင်ရှိတယ်နော်အဲ့တော့ तू तू ပြောတာအခုဇပွဲလို့လုပ်နေတဲ့လူတွေဆိုရင်ဒါတယောက်မှအဆင်မ်းမရှိတော့ဘူးကံမုံမဒီပိုင်ရဲကိုဘက်မှာလဲစစ်တပ်ကိုအားပေးတဲ့ဇပွဲလို့တွေလည်းရှိရှိမှာပဲစားတော့ဆိုင်တွေမှာဇပွဲလို့ဝင်နေလုပ်နေလို့ဒါရှက်စရာလားဟမ်အရှက်စရာကျွန်တော်တော့ဒါရှက်စရာတော့မထင်ဘူးဒီလိုဟာမျိုးမှရှက်စရာလား မဟုတ်တာကိုအဟုတ်ပြောရုပ်မှကောက်ကြည့်လီစဲကလိန်ကကြည့်ဒီလိုဟာမျိုးမှဒါရှက်စရာမဟုတ်ဘူးလားသူများစားဆိုင်မှာကိုတမားအယူအကျကျစပွဲထုတ်တာရှက်စရာဒါမဲ့ကြည့်ဘလောက်ဘလောက်အောက်တန်းကြတယ်မြင်အောင်ကြည့်ကြနော်သူများတို့ကြမင်းတို့မင်းတို့စစ်တပ်ထောက်ခံတဲ့အတိုင်းဝဲမင်းတို့ကြည့်ရမင်းတို့အတိုင်းဝဲမှာဒီလိုလူတွေရှိတယ်ပေါ့နော်အဲလူလူအဆင့်အတန်းမရှိဘာမရှိကြည့်စမ်းဘလောက်နှိမ့်ညဆုပ်ပဲ့လေကြည့်စမ်းဟမ်အဲ့ဒါမင်းတို့အတိုင်းဝဲမှာအဲ့လိုဟာကြီးမင်းတို့မရှက်ကြဘူးလားတပည့်လူတွေ နော်ဘုရားကဘုရားပဆိုင်ရမယ်ပဆိုင်ဘလို့ရောက်တယ်ဆိုတာအချက်ပဲနေပါဘူးသူကတကယ်တော့လည်းမသိဘူးလေတကယ်တူလေတကယ်မှဆရာလေးတကယ်ကဘာဘိုက်တော့တကယ်လို့ရမသိဘူးလေအဲ့ကောဟောဟောဟောဘုကမမသိဘူးဆိုတော့နေမသိဘူးခေါငါဒီဖုန်းကမလို့ဟဲ့ဟာ CRPH ကထိုင်းနိုင်ငံကိုယ်စားလှယ်ဗနယောက်လားအတိလားဟမ်အဲ့ထဲမှာဦးအောင်ကမင်းတို့ကိုစီသူမောင်တို့တိလားစီသူမောင်ကငါငါအခမ်းမှာတော့ငါမင်းကျွေးရည်သေးဆောက်ဖို့ အာဒုက္ခပဲပရင်ကိုယ်ငါစိတ်ညစ်တယ်ဒီကောင်မစကားကိုယုံပြီးမင်းကောင်ဆော်လားဟာသွားရပါတော့အဲ့ဆိုမင်းတင်းနဲ့ပြောနေတဲ့တင်းနေရအဲ့လိုမျိုးကြားချိုင်းရင်အဲ့လိုပြောတာပေါ့ဟာဒုက္ခပဲကွာပရင်ကိုယ်အခုမှမင်းစောက်ချက်ပွဲတာဟမ်ဟာဘာစီရပြေးကငါ့ကိုမတီးဘူးအေးအေးဟုတ်တယ်မတီးဘူးမတီးဘူးမတီးဘူးစီရပြေးအန်ဂျန်ငါ့ကိုမတီးဘူးဘလို့မှမတီးဘူးငါ့ကိုနော်ဟုတ်တယ်မလားကျဉ်တ်လား ိုင်ကောင်ကဘာမှမလေးလေဘာကောင်မှမဟုတ်ဘူးမတိပါဘူးလို့ဆိုပဲမင်းအားတိခိုင်းနေတာငါ့ဘာကောင်မှမဟုတ်ဘူးမတိဘူးဆက်ချက်တွေပဲကြည့်ရကုန်တာငါကတော့ဆက်ချက်တာရှိမှာမဟုတ်ဘူးဘာလို့လဲแล้วอุติบวรมาปวานีนามุนี่ดูโหเลยอะเช่ไม่ชิดาบดูเลยเนี่ยนะงาเช่เสียงาบาหลุดท่าเปียงาสีเช่เสียงเนี่ยปัดตะโลบาหลุดท่าเลยล้อเสอะกูมีหลุดนี่ล่ะเช่ก็ล่ะงาละมีนะอะล่ะ ဘယူးလို့လားစကားတစ်လုံးကိုကိုပြောချင်တာပြောလို့မရဘူးလေကိုပြောတဲ့စကားရဲ့အဓိပ္ပာယ်ဟာကိုက်ညီမှုရှိဖို့လိုတယ်လေသန်းတန်းတဲ့အပိုင်ရဲ့ကိုကကိုမေကိုလို့ကသူ့မင်းနဲ့သူနဲ့တိုက်တဲ့ပုံများနေတာကလေးပေါ်မှာသူ့မင်းသူချနေတာတွေ့တယ်ငါအဲ့လိုပြောလို့ရတယ်အပါဇက်ငါပါဇက်နဲ့ငါတို့ပြောလို့ရတယ်ဒါပေမဲ့အဲ့လိုပြောလိုက်တဲ့အတွက်ငါဘာဖြစ်သွားမလဲမင်းဘာဖြစ်သွားမင်းမားမြင်ဘူးမင်းမင်းတော့မချအောင်မဟုတ်ချရင်တော့မတတ်နိုင်ဘူးကွာနော်ချမယ်လို့မထင်ဘူးငါအေးဒါပေမဲ့မင်းတို့အတီတရာကိုမေလည်းကိုမထားဘူးဆိုတမျိုးပေါ့ ဒါမဲ့မဟုတ်တာကိုငါတို့ပြောရင်အဲ့ဒီစကားမျိုးငါပြောရင်ငါပဲတိတ်ခါကြတာလေမင်းကြတာမဟုတ်ဘူးလူတွေကပိုင်ရင်ကိုကိုမီကိုလို့ငါဘက်ကဘာမှတက်တက်တကားမပြနိုင်မင်းကိုမထင်ဘူးဟုတ်တယ်မအဲ့လိုပဲမင်းငါ့ကိုပြောချင်တက်တက်တကားရဝန်ရှိမှပြောဟမ်အိုးယူနေတဲ့မိမတယောက်ကလှမ်းဆက်ရနေတယ်အဲ့စကားကိုယူပြီးတော့ငါ့ကိုမင်းစိုးရတော့မင်းတားနိုင်ကျင်တာပဲလားအော်မင်းဘွားဒုက္ခရောကတနာကြရတယ်နော်တောင်းလိုက်တာဆဲလိုက်တာဘုရင်လည်းဘုရင်မှာရောမှန်ဒီမှာရောတာဘုရင်လည်းမှန်ဒီဖေးလည်းမှန်ဒီနေ ကိုမေကိုလိုးပိုင်ရဲကိုကြီးအဲ့ဒီဟာမကငောက်ဖေးနဲ့မအေးနဲ့ကြိုက်တော့ထားတာဟဲ့သူဆဲလို့သူ့ဗီဒီယိုဖိုင်ကိုငောက်ပို့လာကြလို့ငါကပြန်တင်ဆဲတာမင်းနားလဲလားဟမ်ကိုမေကိုလိုးပိုင်ရဲကိုကဲရှင်းလားဟာကောင်းလိုက်တာကောဟာအရာရှိလိုက်တာထပ်ပြန်ငငယ်လေးလုံးလိုက်အဲ့ကောင်နိုင်ငံကြီးလုံးနေတာငါနိုင်ငံကြီးလုံးတာမဟုတ်ဘူးငောက်လာမလုံးနဲ့ငါနိုင်ငံကြီးတမားလည်းမဟုတ်ဘူးငါလောက်တာတော်လှန်ရေးမှာငါထောက်ဖို့တောင်းဝင်ယူထားတာငါတောင်းဝင်ငွေရှာမယ်ရိတ်ခါရှာမယ်အဲ့ဒါငါလောက် နော်အားတဲ့ချိန်မှာမင်းတို့လိုအဲ့လိုကလေးကချစ်ပြောတဲ့ဖွင့်မျိုးတွေကိုပေါ်ထုတ်မယ်အဲ့ဒါငါအလုပ်အဲ့အလုပ်တုံးခုပဲငါလုပ်တယ်နော်နိုင်ငံရေးတစ်ပိုင်းလာမပြောနဲ့ဒါနိုင်ငံရေးမဟုတ်ဘူးဒီမိုကရေစီရေးလာပြောတာဒီမိုကရေစီအချိန်မဟုတ်ဘူးတိရရှင်းတယ်နော်ဒါထောက်ဖို့ဒါထောက်ဖို့မလုပ်တဲ့ဒါထောက်ဖို့မလုပ်လို့မင်းမေငါလုပ်နေလို့လားဟိုမှာရိတ်ခါတွေငါလက်စချပေးနေတာတလောက်ကားပနစီရတယ်မင်းတို့ဖြူခွေးတွေတော့ငါကျွေးလို့ရတယ်တိလားဟမ်သွားကြည့်မနေ့ကပဲဟိုမှာတစ်ခွက်လိုက်ဦးရတယ်နော်တိလားအဟမ်းအဲမပူနဲ့ထောက်ဖို့နဲ့ပတ်သက်လို့မပူနဲ့ cancel ရင်တော့တော့နေမင်းအရင်ကအခုတော့မင်းပြန် cancel ရပါမင်းတို့လိုကိုမေကိုလို့တွေကအဲ့လိုပြောမှရတာလေဟမ်အဲကိုကိုအရင်ကိုမေကိုမချဘူးပတ်ဝန်းကျင်မှာခေါ်ပြီးတော့လူများတို့ကပေးတော့အဲမင်းတို့အဲ့လိုထိုင်ပြောရတာပေါ့ဟာဟာဟာဒီဆက်ရမှာနော်တော့ပေါ့ဒီပေါ်မှာတဲ့ကတာတီယာကိုပြောတာနိုင်ငံတော်အစ်တဲ့မင်းတို့ကလည်းဒါအကြမ်းဖက်အဖွဲ့ကပြီးတဲ့ကဘေးကျွတ်တယ်မလားမင်းဆက်မလို့ဖမ်းရတယ်သူဟောကြောက်ပြီတော့မင်းငါကြည့်တဲ့လူရှိနေလို့တဲ့လားမင်းငါနှစ်ယောက်တည်းဆိုလီးဖြက်ပြတယ်ငါကတော့ပါရဲ့ တော့ဘယ်လိုပဲတမ်းမင်းရမတမ်းပြပါမှာတရေကြနေတယ်ဒါမျိုးမှာထိတတ်မှာမဟုတ်တော့မင်းတို့ချက်ပြောနေဘယ်လောက်ကြာပြီလဲလို့ဟမ်မဟုတ်မင်းတို့အဲမင်းတို့ဘက်အချမ်းအဲ့လိုပြောလာအခုမှလားဟုတ်လားအဲမင်းတို့တင်ရင်တ냐ကြည့်ပြီးတော့ဆင်လီခွေးမျောသလိုပဲအဲဆင်လီထွက်လာမလားထွက်လာမလားမျောတိုင်းထွက်လာတော့ဘောဟာထွက်ထွက်လာလက်ကိုက်လို့လည်းမရမင်းတို့ဘောဟာဟမ်ဆင်လီခွေးမျောဆိုတော့သိတယ်မလားအဲအဲ့လိုပဲငစီလီကိုပါတယ်ပိုင်ရဲကိုလို့မျောနေရတယ်ဘောဟာဟမ်သိလားဟမ် ်ချင်းချင်းချောင်းစီထဲလိုက်တယ်စီထဲမတိုက်ဘူးလားငါထဲမင်းလာကြတာဟိုဘက်လက်ပြီးပဲတိုးလာတယ်နော်ကိုစီစီထဲပေးမယ်ဟိုဘက်လက်ပြီးတော့ဒီဘက်တိုးလာတယ်အေးနင်းအောင်ကြမ်းကြမ်းကြမ်းတော့တယ်မင်းရောအတိုင်းကမင်းကဘာပေါင်းသေးလို့တန်းနေကြပါလဲပါရဲ့ကိုကျွန်တော်ကလည်းကိုရအမှုပြလို့တူတူအတိုင်းလိုက်ယူလာပြီလားဖဲအောင်မင်းမင်းခေါင်းဆောင်မင်းသားလို့ညာအောင်မလားဟမ်ကိုအောင်တော်ကချက်ချင်းဖုတ်ခေါ်ပြကူရပြီတော့မင်းမဲကိုအောင်တော်တို့နဲ့အတူတူရိုက်လာဆိုအောင်တော်မင်းရှင်းမာတွေကဖုတ်ခေါ်ပြတာဗီဒီယိုထဲမှာနေ ပိုင်ရဲကိုတိလာတော်ဟောမင်းပါပြောလေကောင်းတော့ဟမ်မင်းစောက်ရှက်မရှိပြောင်းလေပြောင်းစားဘယ်နဲ့ကခေါင်းဆောင်မင်းသားလဲအခုမင်းကငါမင်းပဲဒီဗီဒီယိုခိုင်းကြည့်နေတဲ့လူပြဒီကောင်ကခေါင်းဆောင်မင်းသားလဲခင်ဗျားတို့တိကြတယ်ဟမ်သူကျွန်တော်ကိုစပြီးပြောတာကသူ့ကိုမင်းသားမမတိဘူးလို့ကျွန်တော်ကပြောလိုက်ပြီလို့ကျွန်တော်ကလည်းနှိမ်ရင်နဲ့စိတ်နဲ့ပြောတာမဟုတ်တကယ်ပြောတာပါကျွန်တော်မှမတိတာဟုတ်အာတူအနမပေါက်ပွဲတာတူတူခေါင်းဆောင်မင်းသားပါဆိုတော့ဟာခေါင်းဆောင်မင်းသားအလားခင်ဗျားတို့မတိခင်ဗျားတို့ကစဲရန်တိမယ်နော် မင်းတို့တောင်းတဲ့အတိုင်းချရာအောင်မင်းတို့ကြည့်နေတဲ့မိကကြည့်မင်းတို့ကြည့်နေတော့ကိုယ်တော်တော်လောက်ရမှကြည့်တာဟာဒါငါနေမဟုတ်ကြည့်ကျွန်တော်ဗီဒီယိုဖိုင်တွေယူတင်းနေတဲ့လူတွေရောအကုန်ပါတယ်နော်ကြည့်ကြည့်ကြည့်ပြောရတာကြည့်ကြည့်နော်အဲ့တော့ကျွန်တော်ကြည့်တဲ့လူတွေအကုန်လုံးတော့ခွေးတော်သားတွေတဲ့သူပဲကောင်းတာအဲတလိုက်ဆန်ကစီးနေပဲကြည့်တာဟာတလိုက်ဆန်တော့နိုင်ပြီခင်ဗျားတို့ကြည့်နော် ောင်းတော့လက်ချက်မပြေတော့ပါကြီးလားမင်းတော့ဒီလားလားဆိုဝိုင်းတိုက်တော့ဟိုတိတိတိအောင်းတန်းသားလို့မင်းတို့ကြည့်တာအော်သူကတော့ထက်တန်းသားပဲလူများလူများကိုမဟုတ်တာမှန်မှန်တာကိုထိုင်ပြောနေတဲ့ကောင်ကထက်တန်းသားကြီးပေါ့ဟမ်ဟုတ်ကဲ့ကွဖရာတရားသမားတွေတကယ်မှန်မှန်ကန်ကန်နိုင်ငံသားအင်းတကယ်ဟုတ်ပါဘူးအော်ကိုကိုပေါ်တူလို့ခဏပါဘာဘာနေတို့အကြည့်တဲ့လူကဖရာတရားသမားတွေတကယ်မှန်မှန်ကန်ကန်လူတွေ ငါတအားတော့ကြာပါပြီကွာငါခက်ပြီကွာငါလူရင်းရှင်လောက်ကတဲ့လူတွေကနေငါတော့အားပြည့်တဲ့လူတွေမိနှုတ်ကတော့ဝေရလို့ရှိရင်ပခိုးနဲ့ပခိုးနဲ့ကျွန်တော်နေနေမငိုင်းရအောင်လေကဲအဲ့ဒါဆိုရင်ကျွန်တော်မှကျွန်တော် YouTube က YouTube ကနေဝင်ရနေတဲ့လူတွေ TikTok ကကြည့်နေတဲ့လူတွေဟမ် Facebook ကကြည့်နေတဲ့လူတွေเนาะကျွန်တော်ဗီဒီယိုဖိုင်တွေဆိုတခုတင်လိုက်အခု TikTok မှာ Facebook မှာချက်ချင်းယူနေကြတာအဲ့မှာကြည့်နေတဲ့လူတွေအဲ့လိုလားသူပြောသလိုဟုတ်လားနဲ့ အမှုတော်နေကောင်းမလားငါမင်းတို့ကအတိုင်းကြီးကြောင့်မင်းတို့ကတော့တိတ်နေလို့ဘာသာဆိုင်ရှိတဲ့ဆိုရင်မင်းကတကူပြောတယ်မင်းကခွက်ခောက်ခွက်ခောက်ပြောတယ်မင်းတို့လည်းအလူလှမ်းခံနေရမဟုတ်လားမင်းတို့စောက်ပြရရလားရလားရလားလို့အဲ့လားမဲအခုမင်းမင်းတို့ဘာသာအဲ့ဒါအခုစောက်စင်ကိုတီးအဲ့လောက်ဆိုတီးလိုက်ပြီတော့ရှင်းတယ်နော်မင်းတို့ကအတိုင်းကြီးကြောင့်မင်းတို့ကလူတယောက်တယောက်ပြီးနေအောင်အစဲတွေလည်းလာတာ တယ်။အဲ့ဒါကတော့အဲ့ဒီကလည်းပြောရတာ။ဒါနဲ့လေးဆောင်တဲ့နိုင်ငံရုပ်ပိတ်တော့မယ်။ဘာပဲဆောင်ပေးရှိလို့လဲ။ဒါဘာကျနာလို့ယူရတယ်ပိတ်ပြီးမှချက်ပေါ်တယ်။ဘယ်ကနေလဲပြောနေ။ဒါတဟု။အော်ဒီကောင်ခတ်တာပဲ။နိုင်လူသောနဲ့တေချာနားမထောင်။ဟန်ကိုမေကိုလို့ပိုင်ရဲကိုကြီး။ဟမ်မင်းမေပါရမမင်းကိုမပြောပြထားဘူးနဲ့။အကြောင်းအရာတစ်ခုဆိုတေချာနားထောင်လို့။ပြောပါမယ်။ရောအတိုင်းအတိုင်းပြောဖို့။ထားလိုက်တော့ဒါနဲ့တော့တခုကြရမယ်။ နေတဲ့ပန်းမျိုးကိုပြင်နေတာတန်းမျိုးကောင်းတယ်လေကိုလည်းတန်းမျိုးရောက်မှာပဲအဲ့ဒါဆိုနေရအောင်ငါတို့ကြည့်မယ်တဲဆိုငါပန်းမျိုးရောက်ဝင်မယ်ရှေ့တန်းတော့တိုက်မယ်မင်းကဒီထောက်ဖို့နေရလာလို့ပေးမလားအဲလမ်းစဉ်ငါတလားတလားအနည်းဆုံးအဖွဲ30ချပေးနေလေငါတန်းမျိုးနဲ့ပြန်ဝင်လဲဘလူချပေးမလဲအဲ့ဒါလေဟုတ်တယ်လေလာလာငါမင်းမင်းလာခဲ့လာလာငါရှေ့တန်းတော့မယ်နော်မဘူးနဲ့လာမမင်းဒီကြမ်းကနာကမ်းမှာပေါ်သောဘုံခါကြောင်းနေမယ်။အဲဒီနာအောင်ကြောင်းစီတော်ဆုမောင်းတော်မှာလေ။မစီရတဖို့ ်တီ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 နော်တီနော်အတန်းတော့လာပြီအောင်ကျွန်တော်ပြောပြရအောင်အဲကဲယူရေးထပ်ပြောမယ်အခုမင်းပြောရတာကိုစီတခိုးဘာစပွဲတို့ဟုတ်လားအေးအဲ့ဒါတွေဖြစ်ခဲ့ရင်နော်မင်းကြိုက်တယ်လို့ငါ့ကိုကြည့်အကယ်၍မင်းပြောရတာလည်းငါမဟုတ်ရင်မင်းအမေကိုမပြန်ယူနိုင်လားအဲ့ဒါလေးပဲဖြေပိုင်ရဲကိုအများကြီးမဖြေနဲ့အစိုးရအနေနဲ့စမေးအောင်လေလက်ရှိဘာတွေလုပ်နေလဲ အခုတော့ကျမတတိပုတ်လာမဲ့ရွေးကောက်ပွဲပြင်လှုပ်ဖို့ပြင်နေတာတော့စားရတယ်လားတော့စားရတယ်စားပြီကလည်းဘာလို့ခုလိုလဲအဲအခုကတော့ကျမအနေနဲ့အဲရွေးကောက်ပွဲပြင်ဖို့အဲလှုပ်ဖို့ဆိုတာသူကရွေးကောက်ပွဲတော့သူပြင်ဦးမှာတော့ဒီဘိမ်းမှာပြရွေးကောက်ပွဲတော့သူပြင်ရင်သေးတယ် လေးသိကြည်ရတဲ့စောက်ချုံမပြေတဲ့စောက်ခွဲစောက်ချုံမပြေတဲ့စောက်တန်ဆိုတာအားလုံးအဲညင်နေပေါ့ဗျာဟုတ်ကဲ့ဆက်နားထောင်ရအောင်တဲ့အဲ့ဒါဆိုတော့အခုလိုဖြတ်သိမ်းခံရလိုက်ရတာတော့ဘာလို့ကြတော့ဘယ်လိုခံစားရလဲအော်ဒါကတော့အရင်ကတော့မထူးဆန်းပါဘူးကျမတို့နိုင်ငံရေးမှာကအတက်တွေလည်းရှိရဲအကြတွေလည်းရှိရဲအာဒုက္ခရောက်တာတွေလည်းရှိရဲပေါ့နော်ဒါမှမဟုတ်အခုကျတော့လုံးဝမထူးဆန်းပါဘူးလို့သူပြောပြန်ပြီဗျနော်အရင်တော့ ဝါဆိုသူအာသူ့မှာရေးလေလေပေါက်ကွဲတာကျွန်မတော်ပြီကျွန်မတော်ပြီကျွန်မစိတ်ပြတ်သွားပြီဘာဖြစ်လဲသူပြောတာပဲကျွန်တော်မှတ်ပြီတော့ဘာလို့မှတ်ပြီလဲဆိုတော့ကျွန်တော်ဒီကောင်မကြီးပြောတဲ့စကားလေးအုံနောက်တွေထည့်ကြရမလို့နောက်အဲ့တော့ပြောတာပဲပဲနဲ့နဲ့ပြောတာအဲ့သူစိတ်ပြတ်သွားပြီဆိုတဲ့အကြောင်းသူပြောတာနော်စိတ်ပြတ်သွားပြီဆိုတဲ့အကြောင်းဒီကောင်ကပြောတာဟွန်းခုကျတော့အတက်ကြရှိရဲ့အနေနဲ့ရှိရဲ့ဆိုတော့လာပြန်ဟမ် ါတွေအများကြီးကိုကျမတို့ကကြုံခဲ့ဘူးပြီးပြီအဲ့တော့ဒီလောက်ဖြတ်သိမ်းခံရတယ်ဆိုတဲ့ဟာကိုတော့ဟိုပထမတော့တုံ့ထုတ်တာပေါ့နော်တုံ့ထုတ်တယ်အော်ရယ်ငါတို့ဘာတွေအမားတွေညံလုတ်ခဲ့မိလဲအဲ့လို့ကျမတို့ပြန်ပြီးတော့စဉ်းစားကြတယ်အဲ့ခါမှာကျမတို့ဘက်က weak point တွေလည်းရှိခဲ့ပါတယ်ဒီအဲ့တော့လေကျမတို့လက်ခံလိုက်ပါတယ်ဒါပေမဲ့တခုခုကန်ကောင်းတာကကျမတို့မှာ chance အပေါက်လေးတခုရှိခဲ့တယ်ပေါ့နော် အပေါက်လေးတစ်ပေါက်ရှိရဲ့တဲ့နော်သူတို့မှချန့်အပေါက်လေးတစ်ပေါက်ရှိရဲ့တဲ့အဲ့အပေါက်လေးကိုကျွန်တော်သွားကြည့်ရတော့ဘီဘီချန့်ပြောရတဲ့အပေါက်လေးအဲဒီလိုလက်ညှိုးလေးထိုးထည့်လိုက်လက်ညှိုးလေးထိုးထည့်ပြီးမယ်ဒီလိုလေးလုပ်ရင်ကဖြစ်တယ်ညာဖြစ်တယ်ပါကြီးစပေါ်တီဟာဒီဒီစပေါ်တီရဲ့ဇူလာပါဇူလာလို့နော်အပေါက်လေးအပေါက်လေးရှိတဲ့ဇူလာလေးအဲအဲ့ဒါလေးတော့ကျွန်တော်သွားကြည့်ရတယ်အမေသူကဒီအပေါက်လေးတော့သူကချန့်နေထားသေးတယ်နော်အစိုးရ ။ဒီအပေါက်ကတော့တတိပုဂ္ဂလ chance ကိုရှိခဲ့တော့ဒီ chance ရနေပြီးတော့ကျွန်တော်တို့အခုဝင်တိုးတာပေါ့။အဲ့ဒါတတိပုဂ္ဂလကဘယ်ကနေပြိုင်ပါလဲ။အာကျွန်မလောက်တာမျိုးနေရနေပြီးတော့ပြည်သူ့တော်ကိုယ်စားလှယ်ဖြစ်နေတတိပုဂ္ဂလဝင်ပြိုင်မယ်။အဲ့တော့အာကျွန်တော်တို့အတွဲပေါ့နော်အတွဲဆိုတာကအာပြည်သူ့တော်ကိုတယောက်ဝင်မယ်။နောက်တိုင်းဒေသကြီးမှာလည်းတယောက်ဝင်မယ်။အာကျမတို့ဒီပါတီကိုဖျက်ခံလိုက်ရတဲ့ခါကျတော့တမျိုးနယ်မှာနှစ်ယောက်နှစ်ယောက်နှစ်ယောက်စီနေတော့အာကျမတို့ဒီတတိပုဂ္ဂလတွေဝင်ဖို့စီစဉ်ထားပါတယ်အဲ့လို ဆိုလက်ရှိနိုင်ငံရေးအခြေအနေကိုရေဘူးရအဖြစ်နေသုံးသပ်ပြအောင်ရေဘူးရအဖြစ်တော့ကျမတို့အများကြီးအခုပေါ့နော်နိုင်ငံရဲ့အရေးတစ်ခုကိုပြောင်းလဲနိုင်ဖို့ကိုအာတပ်ဆိုင်ရာအစိုးရကလည်းရွေးကောက်ပွဲတွေလုပ်ဖို့ပြင်ဆင်နေရပေါ့အာပြင်ဆင်နေတယ်ဒါပေမဲ့ဟိုတလထဲမှာပဲဒါယူစီရနေပြီးတော့ဟာလာအာပြင်ဆင်ချက်တွေက၃မျိုးလောက်ထွက်တယ်ဆိုရဲဟာကြတော့လေယူစီရလည်း၃မျိုးလောက်ထွက်တယ်ဟာဆိုတော့လေအဲဒီကောင်မတွေသူတို့ မကျင်တဲ့အကြောင်းမကျင်တဲ့အဲအကြောင်းမပြောရင်းပေါ့ဗျာမပြောရတဲ့ဘဝလေသူတို့မှာနေရာတနေရာရရင်အဲသူတို့ရဲ့တော်ပြီဆိုတဲ့စောက်ချိုးမျိုးတွေပေါ့ဗျာနော်ဟုတ်ပြီဟဲ့အစ်မပြေဘူးပေါ့နော်ဒါပေမဲ့ဘလို့ပဲဖြစ်ဖြစ်ပေါ့ဟိုစရွေးကောက်ပွဲဖြစ်သွားဖို့ကို ကျွန်တော်တို့ဆူတောင်းတယ်ရွေးကောက်ပွဲဖြစ်သွားဖို့ကအရေးကြီးတယ်ဘာဖြစ်လို့လဲဆိုတော့ဒါပေမဲ့ကျွန်မအခုပြည်သူတွေကိုကျွန်မလက်သားမျိုးနယ်မှာလည်းနည်းနည်းအခုစကားပြောကြည့်တယ်ပေါ့နော် ကျွန်တော်တို့ကဟိုဟာ ဒီ campaign ကပြည်ရက်ကိုမရောက်သေးဘူးအဲ့ခါကျတော့ရိုးတနမ်းမဲ့ဒီတိုင်းမဲ့လက်ဖေးဆိုင်မှာစကားပြောကြည့်တာမျိုးတွေတော့ရှိတယ်မိတ်ဆွေတွေနဲ့စကားပြောကြည့်ရဲနောက်အခုဒီနေပြည်တော်ကိုရောက်တဲ့အခါမှာလည်းအာကျမဒီဇဘူတိရီမျိုးနယ်ကိုသွားတယ်သွားပြီးတော့ကျမရဲ့အာဒီဟိုကျမရဲ့ဟိုမိတ်ဆွေဟောင်းကြီးရှိတယ်ဇဘူတိရီမှာအဲ့တော့သူတို့ကိုလည်း campaign အတွက်ကိုကျမကဒီပေါ့နော်သွားစကားပြောကြည့်တဲ့အခါမှာပြည်သူတွေကရွေးကောက်ပွဲကို စိတ်မဝင်စားဘူးဆိုတဲ့ဟာမျိုးကိုကျွန်မဒါအမှန်တိုင်းပြောတာပါယူကဲနင်တို့တီးတီးနဲ့လို့ရှင်းဆက်တိုးနေတာလေဟမ်ဟာတော့သူပြောတယ်ကဘာလို့လဲပြည်သူတွေရေးတော့ကိုစိတ်ဝင်စားဘူးဘယ်လိုစိတ်ဝင်စားမလဲငါတို့အစိုးရကပြောပြီးသားအစာပိုင်းကပြောပြီးသားဒီမအားလာလုတ်တဲ့အတူရောင်ရွေးကောက်ပွဲ စကမကဥဆောင်ပြီးလုပ်တဲ့ရွေးကောက်ပွဲဘယ်ပြည်သူမှအယုံကြည်လုံးဝမရှိဘူးနေတို့ရာဆောက်ယူထားပြီးတော့ချက်မပြေလို့ဒီရွေးကောက်ပွဲကိုယုံကြည်တယ်ဆိုပြီးခုဘက်ကိုဝင်ပြိုင်နေတာငါ့အတွက်နေရာတနေရာလေးတော့ရမလားဆိုတဲ့မျော်လင့်ချက်ကြီးရည်မှန်းချက်ကြီးနဲ့နေတို့ဝင်ပြိုင်နေတာနော်နေတို့အခုဝင်ပြိုင်တာလေတိုင်းပြည်အတွက်ဘာတစ်ခုမှလုပ်ပေးဖို့မဟုတ်ဘူး နေလို့ကိုကျူးတွေ့နေလို့ဝင်ပြန်နေတာအဲ့ဒါတော့နေလို့ကြောင်းနေလို့တိမယ်ငါကတော့တိတ်ပြီးတော့ပြောစရာမလိုโอเคเนาะအခုလောက်တဲ့ရုပ်တော့ပဲပြည်သူစစ်စစ်ဒီလုံးဝစိတ်မဝင်စားဘူးဟုတ်ပြီเนาะอืมတော့ဘယ်ကိုစိတ်မစားဘူးမဲသွားမထည့်ချင်ဘူးဆိုတဲ့ဟာမျိုးကိုတွေ့ရတယ်။ဒါကြောင့်မို့ကျွန်မမင်းညက်နေတဲ့ကောင်ကဆိုရင်ဒီပွဲပြီးရဲ့အချိန်မှာကျွန်မတပြေကုန်းရက်ွက်ကိုသွားတယ်ပြီးတော့တပြေကုန်းမှာရှိတဲ့ကျွန်မရဲ့မိတ်ဆွေတွေကိုကျွန်မတပြေကုန်း ဟလားသူတို့ကိုတော်တော်ကိုတနာရီနှစ်နာရီလောက်ကြာအောင်ရွေးကောက်ပွဲဟာဘာကြောင့်လိုအပ်တယ်ဆိုတဲ့အကြောင်းမဲပေးပါမဲမပေးဘူးဆိုရင်ကိုကြိုက်တဲ့လူကကိုမျိုးနယ်မှာအာမော်နော်ဒီကိုစလဲမဖြစ်တော့ဘဲနဲ့ကိုမကြိုက်တဲ့လူရောက်လာလိမ့်မယ်ဒါကြောင့်မလို့ကိုဟိုကိုကြိုက်တဲ့လူတယောက်ယောက်ကိုတော့မဲပေးဖို့လိုအပ်ပါတယ်ဆိုတဲ့ဟာကိုနှစ်နာရီလောက်သူတို့ကိုရှင်းပြရတယ် ဟိုပါညောင်းတော့ပါတောင်တာမဟုတ်ပါတောင်တာဆိုတာပါဟိုအချင်းဒီပိုင်းတွေ့မှာပါတောင်တာအခုပါညောင်းအောင်လုပ်ရကိုကြိုက်တဲ့လူမဲပြီပါမဲမပိတ်ကိုမကြိုက်တဲ့လူတက်စော်မဲ့ဆိုတော့ပြည်သူတွေကတရားမှမကြိုက်ပါဘူးလို့ပြောနေတယ်ဟောနေတော့ကိုကြိုက်တဲ့လူမဲပြီပါမဲပြီပါဆိုတော့ကဲပြည်သူတွေကဘယ်သူပဲကဲပြော ဘာဖြစ်လို့လဲဆိုတော့လူတွေကတော်တော်ကိုအမဲစင်းတော့တော့မကြည့်ဘူးဆိုတဲ့အခြေအနေကိုတွေ့တယ်။ကျွန်တော်တို့လာတာမျိုးနယ်မှာဆိုရင်လည်းမဲစင်းတွေကိုတချို့တွေကတော့လာကြည့်ရယ်တချို့တွေကလာမကြည့်တာကအများကြီးဖြစ်နေတာမျိုးကိုလည်းတွေ့ရတယ်။အခုဒီဇဘူတီနီမှာဆိုရင်လည်းဒီပြေကုန်းကလူတွေကိုလည်းကျွန်မတွေ့ခဲ့တဲ့လူတွေပေါ့နော်။ဒါလူတိုင်းလို့တော့ကျွန်မမဆိုလိုပါဘူး။ဒါပေမဲ့သူတို့တွေလည်း အာတော့မကြည့်ဘူးပေါ့နော်တော့မကြည့်ဘူးဆိုတော့ဒါပေမဲ့တခုတော့လည်းရှိပါတယ်လေကျမတို့ကအာဒီလွတ်တော်ကိုယ်စားလှယ်တွေရဲ့အာဟောပြောဆွေးနွေးရမယ်ကမ်ပိန်းကာလလည်းမရောက်သေးဘူးပေါ့ဒီကမ်ပိန်းမြန်မာနိုင်ငံလွတ်တော်ကိုယ်စားလှယ်တွေရဲ့ဆွေးနွေးတဲ့ကမ်ပိန်းကာလလည်းရောက်ရောက်လွတ်တော်ကိုယ်စားလှယ်တွေရဲ့မဲဆွေပွဲပဲရောက်ရောက်ဘသူမှစောက်ထမ်းမလုပ်တာနော်နေ့နေ့လုံးတဲ့ဒီရွေးကောက်ပွဲလည်းဘယ်သူမှစိတ်ဝင်စားဘူးရှင်းလားစောက်ထမ်းလို့လုပ်တာဟာ ရှင်ရင်တော့လေအခုလောက်တဲ့လူရောရွေးကောက်ပွဲဘယ်ပြည်သူမှပေးတယ်တော့မဟုတ်မပန်ဘူးနော်ငွေတို့ရဲ့ခါလေးချိုးစားပန်းပန်းနဲ့ချက်ခုတ်ချက်ခဲနဲ့လုံနေကြရှင်းတယ်နော်음တခြားပါများဖြည့်ဆက်ပြောရစီအာတခြားပါအာတခြားပြောချင်တာတဲ့အခုရေကောက်ဝေးကြီးလာပြီပြည်သူတွေအားလုံးမဲပေးဖို့လိုအပ်တယ်ဟာလာဒီမဲပေးမှသာနေရင်ကျမတို့ကခုနအရွေးတစ်ခုကိုသွားနိုင်တယ်အဲ့တော့မဲဟိုကျမမဲပေးဖို့ကိုစိတ်ဝင်စားဘူးအာ ဆိုတဲ့ဟာမျိုးဆိုတာထက်လာကိုလိုချင်တဲ့ခေါင်းဆောင်တွေရောက်ရှိလာနိုင်ဖို့ကိုမဲပေးဖို့လိုအပ်တယ်လို့ကျွန်မပြောချင်တယ်မပေးဘူးလားဟာတွေလေအပေးကပြင်းပြီးမပေးဘူးပေးလည်းနင်းလည်းချက်ဖို့တွေပဲနိုင်မှာလို့နော်โอเคအဲ့တော့ဆိုတော့အဲဒီမိန်းမနဲ့လေအဲကျွန်တော်ရဲ့စီလီကပြည့်ပြည့်စုံသွားပြီပေါ့နော်ဒါပေမဲ့နောက်ဆုံးမှာကျွန်တော်အရှိကပြောထားတယ် အမေတက်အမတ်ပြေပြပြဟုတ်ပါဠိကတသက်ခံရဲ့ဟာတာပြောစကားလေးကျွန်တော်ညားထောင်နေတိတ်နေโอเคတူတူလေးပဲညားထောင်ကြည့်လိုက်ခက်ခဲနေစင်ခုံမှုတွေပါရှိနေတယ်ခက်ခဲခဲရတော့လုံကြုံရေးပါပဲရှင်လုံကြုံရေးကိုကျွန်မနေရာတိုင်းလည်းမတော်ရဲဘူးပေါ့နော်လုံကြုံရေးလေးခက်ခဲရှိပါတယ်ရှင် ဒီညနေမှာကဲနေတော့ပါတီပြန်ရမယ်နေတော့မဲဘယ်လိုဆွဲလဲကဲပြောဟမ်နေရာတိုင်းမသွားရဲဆိုတော့ဟုတ်ပြီစက်နာတော့စိန်ခေါ်မှုလို့ပြောရင်တော့လေဟိုကျွန်မစိန်ခေါ်မှုတော့တိတ်တော့မကြောက်ဘူးကွာစိန်ခေါ်မှုတွေကိုလည်းကြော်ဖြတ်ဖို့ပဲအဲစဉ်းစားထားပါပဲရှင်ဟိုအခက်ခဲတော့လုံခြုံရေးပါရှင်ရွေးကောက်ပွဲမှာချုပ်ပြည်သူတွေကမဲလာထဲဖို့အတွက်လည်းနည်းနည်း confuse ဖြစ်နေတာရှိတယ်ပြည်သူတွေဘာပြောကြလဲ အဲကျမလေးဟိုဒီဒီ2025ပေါ့နော်အထွေထွေရွေးကောက်ပွဲအအောင်မြင်မြင်ဖြစ်ပြီးတော့မှရွေးကောက်ခံအစိုးရတက်ပြီးတော့မှကျွန်တော်တို့မြန်မာနိုင်ငံလဲဒီမိုကရေစီလမ်းကြောင်းပေါ်ပြန်တက်ဖို့ပေါ့နော်အဲ့ဒါဆိုရင်တော့ဒီရွေးကောက်ပွဲမှာမဲထွက်ပေးကြဖို့အရေးကြီးပါလေရှင်အဲအဲ့ဒါတော့လေပြည်သူလူထုတွေကနေပြီးတော့မှအာဒါလေးတော့ကျွန်တော်ချက်တာလေဒါလေးပေါ့အခုပြောနေတာတွေကမဲထွက်မပေးနဲ့လို့ပါလို့ပြောနေတာရှိတယ်အဲ့ဒါကိုနားမယောင်ကြပါနဲ့ရှင်အဲ ဒါပဲနေလို့ငါပြောပြမယ်เนาะပြည်သူဆိုတာကဟိုးအရှင်တုံးကလို့မဟုတ်တော့ဘူးအခုပြည်သူတွေကရလုံးပွင့်နားပွင့်သွားပြီသဘောတယ်เนาะကျွန်တော်ရဲ့ channel ကိုနှစ်သက်သဘောကြရဆိုရင် like and subscribe ပြီးခဲ့ပုံပြကြပါလေ